နိုင်ငံတော်ယာယီတမတံနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန့်တာယာယီကော်မရှင်ဥက္ကဋ္ဌဦးဆောင်သည့်မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ဝင်များအာမေးနီးယားနိုင်ငံဝန်ကြီးချုပ်ဘယ်လာရုစ်တမရနိုင်ငံတမရတို့အပါအဝင်နိုင်ငံတကာမှခေါင်းဆောင်များအစိုးရအဖွဲ့အစိုးရအရာရှိကြီးများနှင့်နျူကလ িয়ার စွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများမှအကြီးအကဲများကမ္ဘာထိပ်တန်ကျွမ်းကျင်သူများကုမ္ပဏီများမှအကြီးအကဲများ CIS အာရှအာဖရိကနဲ့လက်တင်အမေရိကဒေသများမှခေါင်းဆောင်များနဲ့နိုင်ငံပေါင်း105နိုင်ငံမှကိုယ်စားလှယ်များတက်ရောက်ကြပါတယ်။ ရှေးဦးစွာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်သားယာယီကော်မရှင်ဥက္ကဋ္ဌနှင့်နိုင်ငံတကာမှခေါင်းဆောင်များအစိုးရအဖွဲ့အစင်းမြင့်အရာရှိကြီးများနှင့်တက်ရောက်လာကြသူများအားရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင်အမှုမျိုးစွမ်းအင်ကော်ပိုရေးရှင်းရိုစာတန်၏ညွှန်ကြားရေးမှူးချုပ်မစ္စတာအလက်စီလေကာချက်နှင့်တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြပါသည် အဲဒီနောက်အခမ်းအနားကိုစတင်ကျင်းပပြုလုပ်ရာ Russia Federation နိုင်ငံပိုင်အမှုမျိုးစွမ်းအင် Corporation Rosatom ၏ညွှန်ကြားရေးမှူးချုပ် Mr. Alexei Ligachev ကအဖွင့်အမှားစကားပြောကြားပြီး Russia Federation နိုင်ငံတမရကမေကွန်ပြောကြားပါတယ်။ အဲဒီနောက်ဘယ်လာရုသမ္မတနိုင်ငံသမ္မတအာမေးနီးယားနိုင်ငံဝန်ကြီးချုပ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌ အီသီရိုးဘီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် IAEA ရင်ညွန်ကြားရေးမှူးချုပ်တို့အပါအဝင်တက်ရောက်လာကြတဲ့နိုင်ငံတကာမှအစိုးရအဖွဲ့အစင်းမြင့်အရာရှိကြီးများနဲ့နျူကလ িয়ার စွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများမှအကြီးအကဲများကမ္ဘာထိပ်တန်ကျွမ်းကျင်သူများကမိကုံးများအသီးသီးပြောကြားကြပါတယ်။ ိုင်ငံတော်ယာယီတမတာနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌကမိကွန်းပြောကြားရမှာရုရှားဖက်ဒရေးရှင်းနိုင်ငံအမှုမျိုးလုပ်ငန်းများရဲ့နှစ်80ပြည့်အခမ်းအနားနဲ့ဆက်ဆက်ကျင်းပတဲ့အခုအပြည့်ပြည့်ဆိုင်ရာဖိုရမ်ကမ္ဘာအမှုမျိုးသတင်းဘက် သိင်နျူကလ িয়ার စွမ်းအင်နဲ့နျူကလ িয়ার နေပညာ၏စွမ်းအင်လိုအပ်ချက်စိုက်ပျိုးရေးဆေးပညာနှင့်စက်မှုကဏ္ဍများအပေါ်အကြောက်ကိုပြုခဲ့တဲ့သမိုင်းကြောင်းကိုပေါ်ပြပေးတည်တာမကအနာဂတ်နျူကလ িয়ার လုပ်ငန်းများအတွက်ရည်မှန်းချက်ကောင်းများကိုဆွေးနွေးမျှဝေပေးနိုင်ပေဖိုရမ်တစ်ခုလည်းဖြစ်ကြောင်းအကူဖိုရမ်ရင်စောင့်ပုတ်ဖြစ်တဲ့အရာရာတိုင်းသည် Atom တစ်ခုမှစတင်သည် Everything Starts With an Atom ဆိုတဲ့အတိုင်း ိမိတို့အပါအဝင်စကြဝဠာကြီးထဲမှာရှိတဲ့အရာဝတ္ထုများအလုံးအားအပ်တန်များနဲ့ဖွဲ့စည်းထားခြင်းပင်ဖြစ်ကြောင်းအဆွေတော်တို့သိကြတဲ့အတိုင်းအပ်တန်ရဲ့ နျူကလ িয়ার စတေကကြီးမားတဲ့နျူကလ িয়ার အားကိုထိန်းချုပ်အသုံးချနိုင်ခဲ့ခြင်းဖြင့်လျှက်စစ်တပ်အားထုတ်လုပ်ခြင်းအပြင်စေပညာစိုက်ပျိုးရေးနှင့်စက်မှုကန္တာများကိုများစွာဖွံ့ဖြိုးတိုးတက်စေခဲ့ကြောင်းရုရှားဖက်ဒရေးရှင်းနိုင်ငံဟာလင်ဆိုဗီယက်ပြည်ထောင်စုကာလ1954ခုနှစ်ဇွန်လ26ရက်နေ့မှစပြီးကမ္ဘာပထမဦးဆုံးနျူကလ িয়ার စွမ်းအင်မှလျှက်စစ်တပ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တဲ့နိုင်ငံတစ်ခုလည်းဖြစ်ကြောင်း ်အခုလက်ရှိမှာရုရှားဖက်ဒရေးရှင်းနိုင်ငံဟာလောင်စာတင်များကိုထုတ်လုပ်ပေးနိုင်တဲ့အမြန်နျူထရွန်သုံးနျူကလ িয়ার တပ်ပေါင်းဖို့ first britain redirect များကို အောင်မြင်စွာလဲပတ်နိုင်တဲ့တခုတည်းသောနိုင်ငံတစ်ခုလည်းဖြစ်ကြောင်း နှစ်ပေါင်း80ကျော်ကာလအတွင်းရုရှားဖက်ဒရေးရှင်းနိုင်ငံ၏နျူကလ িয়ার ကန်တာကိုအသိပညာစမ်းသစ်တီထွင်မှုနှင့်ငြိမ်းချမ်းသောအမှုမျိုးဆိုင်ရာအသိပံပညာရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်မီရှူးတစောင်းအဖြစ်မရိမ့်မရိုင်းမခိုင်မြဲစွာပြောင်းလဲပေးခဲ့ကြတဲ့သိပံပညာရှင်များအင်ဂျင်နီယာများမူဝါဒရေးဆွဲသူများနဲ့ရည်မှန်းချက်ကြီးမားသူများအလုံးကိုမိမိရဲ့နှလုံးသားထဲမှာလိုက်လဲစွာဖြင့်ချီးကျူးဂုဏ်ပြုစကားပြောကြားလိုကြောင်း ကမ္ဘာစွမ်းအင်လိုအပ်ချက်ဟာနှစ်စဉ်တိုးတက်လျက်ရှိပြီးအပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ IAEA ရဲ့အစီရင်ခံစာအရ2025ခုနှစ်မှာ2024ခုနှစ်တန်းနေ့တသမာနေ့ရာဂိုင်းတို့တိုးတက်လာတာကိုတွေ့ရှိရကြောင်းအခုလက်ရှိမှာကမ္ဘာစွမ်းအင်လိုအပ်ချက်ရဲ့6ရာဂိုင်းတို့ကိုနျူကလ িয়ার စွမ်းအင်မှရယူလျက်ရှိပြီး Walknack Zero Carbon Emission အရာပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များနဲ့နျူကလ িয়ার စွမ်းအင်ကို ပိုတွဲအသုံးပြုရန်စီမံကိန်းများကြမှတ်ဆောင်ရွက်လျက်ရှိတာကိုတွေ့ရှိရကြောင်းနျူကလ িয়ার စွမ်းအင်ဟာကာဗွန်ထုတ်လွှတ်မှုနည်းပါတဲ့ Green Energy တစ်ခုလည်းဖြစ်ပြီးတည်ငြိမ်လျက်စစ်စွမ်းအားကိုလည်းပေးစွမ်းနိုင်ကြောင်းဒါ့အပြင်စိုက်ပျိုးရေးမှာနျူကလ িয়ার နည်းပညာများဟာပုံမှန်ဘေးကင်းလုံခြုံပြီးရာသီဥတုဖောက်ပြန်မှုတန်းကိုပုံမှန်ခံနိုင်ရရှိတဲ့အစားအစာထုတ်လွှတ်မှုကိုပံ့ပိုးပေးပါကြောင်း မျိုးရိုးဗီဇပြောင်းလဲမွေးမြူခြင်းကဲ့သို့အစီအစဉ်များဟာမိုးကောင်ရေရှားမှုပိုးမွားနှင့်ယောဂများကိုခံနိုင်ရင်ရှိတဲ့သီးနှံများကိုထုတ်လုပ်ပေးခဲ့ပြီးမျိုးပွားနိုင်မှုမရှိတဲ့အင်းဆက်နီးပညာဟာလည်းပိုးတက်စေအသုံးပြုမှုကိုရှင်းချနိုင်စေသလိုကေဟာစနစ်များကိုကာကွယ်ပေးခြင်းနဲ့ရေရှည်တည်တံ့တဲ့ရိတ်သိမ်းမှုများကိုဖြစ်စေကြောင်းမိမိတို့ကဲ့သို့စိုက်ပျိုးရေးနိုင်ငံများအတွက်များစွာအကျိုးဖြစ်စေကြောင်းစေပညာပိုင်းဆိုင်ရာမယ်ဆိုပါကရေဒီယို IO Talks များနဲ့ ရေဒီယိုအိုင်ဆိုတုံများနဲ့နျူကလ িয়ার ပုံရိပ်ဖော်ဤပညာများယောဂါကိုရှာဖွေခြင်းနဲ့ကုသခြင်းနိလန်များကိုပြောင်းလဲစေခဲ့ကြောင်းကင်ဆာယောဂါများကိုစောစီးစွာသိရှိနိုင်ခြင်းနဲ့ရေဒီယိုဓာတ်ရောင်ကြီးဤဖြင့်ကုသခြင်းရေဒီယိုသီရပီကရရှိလာတဲ့ဒီကြတဲ့ပြတ်မှတ်တာကုသမှုတို့ကြောင့်နှစ်စဉ်နှစ်တိုင်းတန်းနေကြီးတဲ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ပြီးမရေတက်နိုင်တဲ့လူပေါင်းများစွာရဲ့ဘဝများကိုပုံမကောင်းမွန်စေခဲ့ကြောင်း နျူကလ িয়ার ဆေးပညာဟာလူသားမျိုးနွယ်အတွက်သိပ္ပံပညာအစွမ်းဖြင့်ဝန်ဆောင်မှုပေးနိုင်ခြင်းရဲ့ဥပမာတစ်ရပ်ဖြစ်ကြောင်းနျူကလ িয়ার စွမ်းအင်ကိုငိမ့်ချမ်းတဲ့ရည်ရွယ်ချက်နဲ့နေပေအသီးသီးမှအသုံးချပါကလူသားမျိုးနွယ်များအတွက်များစွာအကျိုးပြုသလိုအခြားတစ်ဖက်မှလည်းအားနည်းချက်များရှိကြောင်းနျူကလ িয়ার စွမ်းအင်အသုံးပြုတဲ့အခါသဘာဝပတ်ဝန်းကျင်ကိဟစနစ်ကိုမထိခိုက်အောင်ရေဒီယိုတက်တိကျွတ်စွန့်ပစ်ပစ္စည်းများကိုစနစ်တကျစီမံခန့်ခွဲရန်လိုအပ်ခြင်း နျူကလ িয়ার ဓာတ်ပစ္စည်းများမှာတည်ရောက်ကြီးယူဆိတ်မှုမဖြစ်အောင်ကာကွယ်ရန်လိုအပ်ခြင်းနဲ့နျူကလ িয়ার မတော်တဆမှုများမဖြစ်ပွားအောင်စိတ်ချရတဲ့ဘေးကင်းလုံခြုံမှုရှိအောင်စနေတဲ့ကြာကြိုတင်စီမံဆောင်ရွက်ရန်လိုအပ်ခြင်းတို့ရှိကြောင်းမြန်မာနိုင်ငံဟာနျူကလ িয়ার စွမ်းအင်အသုံးပြုနိုင်ရေးအတွက်2022ခုနှစ်ကစ၍ရုရှားဖက်ဒရေးရှင်းနိုင်ငံနိုင်ငံပိုင်အနုမျိုးစွမ်းအင်ကော်ပိုရေးရှင်းရိုဆာတန်နှင့်ဘူပေါင်းဆောင်ရွက်ရေးနားလည်မှုစကြောလာများလက်မှတ်ရေးထိုးပြီး နျူကလ িয়ার စွမ်းအင်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ခဲ့ခြင်းဟာနျူကလ িয়ার စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံအုတ်မြစ်စတင်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း၂023ခုနှစ်ဖေဖော်ဝါရီလမှရန်ကုန်မြို့မှာနျူကလ িয়ার နည်းပညာသတင်းအချက်လက်စင်တာကိုဖွင့်လှစ်နိုင်ခဲ့ကြောင်းဒါကြောင့်နျူကလ িয়ার နေပယ်မှာအတွေ့အကြုံကျွေးဝါပြီးထိတ်တန့်ဖြစ်တဲ့ရုရှားနိုင်ငံနျူကလ িয়ার ဆက်ယုံနဲ့နည်းပညာအပေါ်မီဒီယာမျိုးစုံနဲ့ပြည်သူလူထုပုံမနာလည်သဘောပေါက်စေရန်ဆောင်ရွက်နိုင်ခဲ့ကြောင်း တစက်တည်းမှာပဲအမျိုးသားအစဉ်နျူကလ িয়ার အခြေခံအဆောက်အအုံနေပင်များမှာရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့သိပ္ပံနဲ့ဤပညာဝန်ကြီးဌာနတို့အကြားပူးပေါင်းဆောင်ရွက်နိုင်ရေလုပ်ငန်းလမ်းညွှန်ချက်များ Dam on Refresh TOR ကိုလက်မှတ်ရေးထိုးခဲ့ကြောင်းရုရှားဖက်ဒရေးရှင်းနိုင်ငံရော့ဆာတန်နဲ့ သိပ်ပံတဲ့ဤပညာဝန်ကြီးဌာနတို့ပူးပေါင်းပြီးသိပ်ပံပွဲတော်2023နဲ့သိပ်ပံပွဲတော်2024တို့ကိုနျူကလ িয়ার ဤပညာသတင်းအချက်လက်စင်တာနဲ့ရန်ကုန်ဤပညာတက္ကသိုလ် YTU တို့မှကျင်းပပြုလုပ်နိုင်ခဲ့တဲ့အတွက်မြန်မာចောင်းသားများကိုနျူကလ িয়ার ဤပညာဆိုင်ရာအသိပညာနဲ့ဗဟုသုတများစွာရရှိစေခဲ့ကြောင်းရူဆာတမ်းမချင်းမြင့်နေပညာသင်စုအစီအစဉ်ဖြင့် small modular reactor SMR အထွဲ့ လုပ်ငန်းလိုအပ်ချက်များအပါအဝင်နျူကလ িয়ার စွမ်းအင်နှင့်နျူကလ িয়ার နည်းပညာအတွက်လိုအပ်တဲ့လူစွမ်းအားအရင်အမြင်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကိုပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေနဲ့နျူကလ িয়ার စွမ်းအင်အစီအစဉ်အကောင့်တွေပေါ်ဆောင်ရွက်ရမှာလုပ်ငန်းမှတ်တိုင်၃ခုလုပ်ငန်းအဆင့်၃ခုတို့ဖြင့်အပြည့်ပြည့်ဆိုင်ရာအမှုမျိုးစွမ်းအင်အေဂျင်စီရဲ့လမ်းညွှန်ချက်များနဲ့အညီရိုဆာပတိုင်ရင်တိုင်းလိုင်းအတိုင်းဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံအနေနဲ့1958ခုနှစ်မှာအပြည့်ပြည့်ဆိုင်ရာအမှုမျိုးစွမ်းအင်အေဂျင်စီ International Atomic Agency Energy Agency IAEA ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ချိန်မှစပြီးအပြည်ပြည်ဆိုင်ရာအနုမျိုးစွမ်းအင် Agency ရဲ့နည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် Technical Corporation မှာပါဝင်ခဲ့ကြောင်း အပြည့်ပြည့်ဆိုင်ရာအမှုမြူစွမ်းအင်အေဂျင်စီအနေနဲ့လုပ်ငန်းရံပုံငွေပံ့ပိုးပေးခြင်း၊စက်ပစ္စည်းကရိယာများထောက်ပံ့ပေးခြင်း၊အခြေခံအဆောက်အအုံများမြင့်တင်ပေးခြင်းတို့အပြင်လူစွမ်းအားအရေးအမြင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များမှပါဝင်စေခြင်း၊နည်းပညာဆိုင်ရာသင်တန်းများပေးခြင်း၊နည်းပညာပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများဆောင်ရွက်စေခြင်းတို့ကိုပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း 2024ခုနှစ်အတွင်းအပြည်ပြည်ဆိုင်ရာအမှုမျိုးစွမ်းအင်အေဂျင်စီကကြီးမှုကျင်းပတဲ့နျူကလ িয়ার ဥပဒေဆိုင်ရာအလုံယုံဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပြီးမြန်မာနိုင်ငံရဲ့နျူကလ িয়ার ဥပဒေကိုပြင်ဆင်ရေးဆွဲအကောင့်ထည့်ဖို့ဆောင်ရွက်လျက်ရှိကြောင်း2025ခုနှစ်အတွင်း Rosalton နီးပညာအကယ်ဒမီနှင့်အပြည်ပြည်ဆိုင်ရာအမှုမျိုးစွမ်းအင်အေဂျင်စီတို့ကြီးမှုကျင်းပတဲ့နိုင်ငံခြားကျွမ်းကျင်သူများအတွက် အမျိုးသားအစဉ်နျူကလ িয়ার အစီအစဉ်များအကောင့်တေဖို့မှုမှာပါဝင်နေအငယ်စားနျူကလ িয়ার လျှက်စစ်တအားပေးဆက်ယုံများနေရာချထားခြင်းဆိုင်ရာဒေတာတွင်အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးတင်နန်းကိုမြန်မာနိုင်ငံအပအဝင်နိုင်ငံ78နိုင်ငံမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်းမြန်မာနိုင်ငံအနေနဲ့ IAEA အဖွဲ့ဝင်နိုင်ငံအဖြစ်နျူကလ িয়ার နယ်ပယ်များမြန်မာနိုင်ငံမှာအသုံးပြုနိုင်ရေးနှစ်ပေါင်းများစွာကလေးကစူးစမ်းခဲ့တော်လေအကြောင်းအမျိုးမျိုးကြောင့်တုံ့နှီးနေခဲ့ကြောင်း 2022ခုနှစ်ကစတင်ပြီးရုရှားနိုင်ငံနဲ့ပူးပေါင်းကအရှိန်အဟုန်ဖြင့်တိုးမြင့်ဆောင်ရွက်နိုင်ဖို့ကြိုးစားခဲ့မှုရုရှားနိုင်ငံရဲ့အပတ်ပတ်မှာအားဖြည့်ဆောင်ရွက်ပေးမှုတို့ကြောင့်တိုးတက်မှုများသိသာစွာရရှိခဲ့ပြီးဖြစ်ကြောင်းနျူကလ িয়ার စွမ်းအင်ဟံကာဗွန်ထုတ်လွှတ်မှုနည်းပါတဲ့ green energy တစ်ခုဖြစ်တဲ့အတွက်မြန်မာနိုင်ငံအနေနဲ့နျူကလ িয়ার စွမ်းအင်မှတည်ငြိမ်နေလျှက်စစ်တအားကိုထုတ်ယူပြီးနိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားရန်ရည်ရွယ်ထားကြောင်း မြန်မာနိုင်ငံအနေနဲ့လျှက်စစ်စွမ်းအားလိုအပ်ချက်မြန်မာလျှက်ရှိပြီးအသေးစားစက်မှုလက်မှုလုပ်ငန်းများနဲ့ဈေးလက်နေပြည်သူများအတွက်လျှက်စစ်တန်အားဖြည့်တင်းပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းဒါပြင်နျူကလ িয়ার နည်းပညာနဲ့ကျန်းမာရေးကဏ္ဍစိုက်ပျိုးရေးကဏ္ဍနဲ့စက်မှုကဏ္ဍများမှာပုံမှန်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း လူဆန်းအားအရင်းအမြစ်များစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရုရှားနိုင်ငံရှိတက္ကသိုလ်များနှင့်မြန်မာနိုင်ငံရှိတက္ကသိုလ်များပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာကြောလွှာများလက်မှတ်ရေးထိုးပြီးစီမံဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမှာကနအူးခြေလန်းအဖြစ်အငေစားနျူကလ িয়ার လျှက်စစ်တံအားပေးဆက်ယုံတိစောက်နိုင်ရေးအတွက်ရုစာပြန်နေနီကန်စာပူးပေါင်းဆောင်ရွက်လျက်ရှိပြီးလိုအပ်တဲ့အခြေခံအဆောင်အုံများနဲ့အခြားသောကဏ္ဍပေါင်းစုံတိုးချဲ့ဆောင်ရွက်နိုင်ရေးရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိပါကြောင်း မြန်မာနိုင်ငံမှာအငငယ်စားလျှက်စစ်တအားပေးဆက်ယုံတိစောက်နိုင်ရေးအတွက်လိုအပ်တဲ့နျူကလ িয়ার အခြေခံအဆောင်အုံလူဆွမ်းအားအရင်းမြင့်များနဲ့အခြားလိုအပ်တဲ့လုပ်ငန်းများကိုရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ရုရှားတန်တို့ကတန်နိုင်သမျှမြန်မာနိုင်ငံကိုဆက်လက်ကူညီပေးပါရန်မိမိအနေဖြင့်အလေးအနက်ထားမေတ္တာရက်ကန်အပ်ပါကြောင်း အလားတူအပြည်ပြည်ဆိုင်ရာအနုမျိုးစွမ်းအင်အေဂျင်စီ IAEA ကလည်းမြန်မာနိုင်ငံရဲ့နျူကလ িয়ার စွမ်းအင်အကောင့်တဲပေါ်ဆောင်ရွက်ရာမှာလူစွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆက်လက်ကူညီပေးရန်လည်းမိမိအနေဖြင့်အလေးအနက်တာမြေတားရက်ခံအပ်ပါကြောင်းပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်အနေနဲ့အခုအပြည်ပြည်ဆိုင်ရာဖိုရမ်ကမ္ဘာအနုမျိုးသတင်းဘက်ကိုတက်ရောက်လာကြတဲ့နိုင်ငံများနဲ့လည်းနျူကလ িয়ার နည်းပညာကဏ္ဍနဲ့ပတ်သက်တဲ့တင်လျော်ရာစက်တာများမှလည်းပူးပေါင်းဆောင်ရွက်လိုပါကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်မိတ်ဖက်ဆက်ဆံမှုများပူးပေါင်းဆောင်ရွက်မှုများတို့မြင့်ဆောင်ရွက်နိုင်ရန်ဖိတ်ခေါ်လိုကြောင်းနှင့်အနုမျိုးစွမ်းဘက်ကဖြင့်ကမ္ဘာပြည်သူများငြိမ်းချမ်းတာယာဖွံ့ဖြိုး၍အကျိုးပြုပါစေရန်စွမ်မွန်ကောင်းတောင်းပါကြောင်းဖြင့်ပြောကြားပါသည်။ အဆိုပါကမ္ဘာအနုမျိုးသတင်းပတ်ဖိုရမ်2025 World Atomic Week Forum 2025ကိုရုရှားနိုင်ငံ Nuclear Corporation Rosatom ကပြည်ရင်း Nuclear စက်မှုလုပ်ငန်းရဲ့နှစ်80ပြည့်အထိမ်းအမှတ်အဖြစ် Nuclear နည်းပညာရဲ့ငြိမ်းချမ်းရေးဆိုင်ရာအသုံးဝင်မှုများကိုကမ္ဘာတံဝန်မြင့်တင်ရန်ရည်ရွယ်ပြီး စက်တင်ဘာလ25ရက်နေ့မှ28ရက်နေ့အထိကျင်းပပြုလုပ်မှာဖြစ်ကြောင်းဖိုရန်ရဲ့လုပ်ငန်းအစီအစဉ်များကိုနျူကလ িয়ার အစီအစဉ်အားအကောင့်တွေပေါ်ဆောင်ရွက်လျက်ရှိတဲ့နိုင်ငံများမှနိုင်ငံခေါင်းဆောင်များကမ္ဘာထိပ်တန်းကျွမ်းကျင်သူများကုမ္ပဏီကြီးများမှအကြီးအကဲများ CIS အာရှအာဖရိကနဲ့လက်တင်အမေရိကဒေသများမှာခေါင်းဆောင်များနဲ့နိုင်ငံပေါင်း105နိုင်ငံမှာကိုယ်စားလှယ်များတက်ရောက်လာကြကတန်ရှင်းသောစွမ်းအင်အစင်းမြေဆေးပန်းဆိုင်ရာကောင်းမွန်သောပတ်ဝန်းကျင်ဆက်မှုစံတင်မှု ၊ KR ဗေဒ၊ Digital နည်းပညာ၊ထောက်ပံ့ပို့ဆောင်ရေးနှင့်သိပ္ပံပညာရေးဆိုင်ရာအကြောင်းအရာများကိုဆွေးနွေးသွားမှာဖြစ်ကြောင်း၊စက်တင်ဘာလ28ရက်နေ့မှ28ရက်နေ့အထိလူငယ်အစီအစဉ်များကိုဦးစားပေးကျင်းပသွားမှာဖြစ်ပြီး Russia Knowledge အသင်းမှဦးဆောင်တဲ့သိပ္ပံနဲ့ပညာပြန့်ပွားရေးရန်ပုံငွေပြိုင်ပွဲ Knowledge Fast ကိုပြုလုပ်မှာဖြစ်ပြီးနိုင်ငံတကာဆွေးနွေးပွဲ platform အဖြစ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။